So if you look at that, China, first row, China. 67%ဒီကရေရှိကမြန်မာအပအဝင်နိုင်ငံတော်တော်များများကိုဒေါ်နယ်ထရမ့်ကသွေးကုန်တွေအပေါ်မှာအခေါ်တုံးမြေကောက်ခံခဲ့ပါတယ်။ဒါကြောင့် crypto ဈေးကွက်ရော stock ဈေးကွက်ပါအခြေအနေတော်တော်ဆိုးခဲ့တာပါ။အဲ့ဒီအခေါ်စည်းကြက်တာတွေနဲ့ပတ်သက်ပြီးတော့ crypto ဈေးကွက်အပေါ်ဘလို့အကျိုးသိရမှုရှိလဲ။သတင်းတွေထွက်တော့ခဏမှာ crypto တွေဈေးကျပြီးတော့ဘာကြောင့် recover ဖြစ်တာမြန်တာလဲ။အဲ့ဒီအချိန်လူအများက crypto ကိုဘာကြောင့်စိတ်ဝေစားလာတာလဲဆိုတဲ့အကြောင်းအရာကိုဒီဗီဒီယိုမှာလေ့လာကြည့်ရအောင်ပါ။ပထမ ဆုံး Donald Trump ရဲ့အခေါ်မူဝါဒကဘာလဲဆိုတာကိုအလွယ်ပြောရရင် trade war လို့ခေါ်တဲ့ကုန်သွယ်ရေးစစ်ပွဲကိုပြန်ပြီးအသစ်သွင်းလိုက်တဲ့သဘောပါ Donald Trump ကအမေရိကန်ကိုတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်မှာအခေါ်ကိုပို့ပြီးတိုးကောက်လိုက်တာပါဒီလိုလုပ်လိုက်တဲ့အခါကမ္ဘာဈေးကွက်ရော crypto ဈေးကွက်ရော stock ဈေးကွက်တွေပါတုန်လှုပ်လာပါတယ်နိုင်ငံတွေကြားမှာရှိတဲ့ကုန်သွယ်ရေးကလည်းနေကွေးလာပြီးတော့ American dollar ရဲ့တန်ဖိုးကလည်းအတဲအကျဖြစ်လာတော့လူတွေကစိတ်ပူလာကြပါတယ်ဒီအခြေအနေမှာတချို့သူတွေကသူတို့ရဲ့ပတ်စံတ တန်ဖိုးကြမှာကိုစိုးရိမ်လာပြီးတော့ဘယ်မှာထားရင်အစီအပြေနိုင်လောက်လဲဆိုတာကိုစဉ်းစားလာကြပါတယ်။အဲ့ဒီမှာတချို့ investor တွေကဘေးကွက်လို့ cryptocurrency ကိုသတိပြုမိလာကြပါတယ်။ဘာကြောင့်လဲဆိုတော့ရိုးရာစျေးကွက်တွေမတိမညံဖြစ်လာတဲ့အခါငွေကြေးဖောက်ပွားမှုဒါမှမဟုတ်ငွေကြေးတန်ဖိုးကျစေလာတဲ့အခါဘေးကွက်ကိုလူတွေကအားကိုးစရာတခုအနေနဲ့မြင်လာကြလို့ပါ။ဒါကို hedging လို့ခေါ်ပါတယ်။ဥပမာဒေါ်လာတန်ဖိုးကျသွားမှာကိုစိုးရိမ်တဲ့သူတွေကဘေးကွက်ကိုဝယ်ထားပြီးသူတို့ရဲ့ပတ်စံတွေကိုတန်ဖိုးမကျအောင်လှုပ် ုံအောင်ထိန်းထားကြပါတယ် cryptocurrency တွေကဘယ်အစိုးရရဲ့ထိတ်ကြမှုမှမရှိဘဲနဲ့သူ့ဘာသာသူလက်ပတ်နေတာမို့လို့စီးပွားရေးမရေမရာတဲ့အချိန်မှာလူတွေရဲ့စိတ်ဝင်စားစရာဖြစ်လာတယ်လို့ဆိုရပါမယ်နောက်တစ်ခုကဒီလိုစီးပွားရေးအခက်အခဲတွေကြောင့်ယင်းဒီမြောက်နယ်သူတွေကသူတို့ရဲ့ပတ်စံတွေကို barrier ကနေထုတ်ပြီးတော့ bitcoin တွေဝယ်လာကြပါတယ် bitcoin တစ်ခုတည်းတော့မဟုတ်ပါဘူးတခြားအလားအလာရှိတဲ့ cryptocurrency တွေဖြစ်တဲ့ ethereum တို့ bnb တို့ပြီးတော့ stable coin တွေစီကိုလည်းစီးဝေလာကြပါတယ်ဘာကြောင့်လဲဆိုတော့လူတွေက fiat money money လို့ခေါ်တဲ့ဗဟုချုပ်ကံမှုရှိတဲ့ငွေကြေးအပေါ်မှာယုံကြည်မှုတွေညော့နယ်လာတဲ့အခါအခုလောဗဟုချုပ်ကံမှုမရှိတဲ့ cryptocurrency တွေကိုပို့ပြီးတော့စိတ်ဝင်စားလာကြလို့ပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကဈေးကွေရဲ့ psychology လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအပိုင်းပါ trump ရဲ့အခေါ်သတင်းတွေလိုမျိုးကြီးမားတဲ့စီးပွားရေးခေါင်းစည်းတွေနဲ့ထွက်လာပြီဆိုရင် crypto ဈေးကွေတွေက short term volatility လို့ခေါ်တဲ့ခဏတော့ဈေးအတေကျဖြစ်တတ်ပါတယ်သတင်းတွေကြောင့်လူတွေကထိတ်လန့်ပြီးတော့အရေးဆုံးရောင်းထုတ်ကြပါတယ်ဒါပေမဲ့သိပ်မကြပါဘူး နိုင်ရီပိုင်အတွင်းမှာပဲကိုနာကကြောက်ပြီးရောင်းတဲ့သူတွေကပြန်ဝယ်လာကြပြီးဈေးကပြန်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါက cryptocurrency ရဲ့သဘောတဘာဝတစ်ခုပါပဲ။ဒီလိုဈေးမတည်မငြိမ်မှုကနေအခွင့်အရေးကိုမြင်တဲ့သူတွေကပြန်ဝယ်လာကြတာပါ။နောက်ဆုံးအနေနဲ့အခုလော crypto ဈေးတွေကဘာကြောင့်အတေးကျဖြစ်တာလဲဆိုတာကိုပို့ပြီးနားလည်ချင်တယ်ဆိုရင်ကမ္ဘာစီးပွားရေးသတင်းတွေကိုနည်းနည်းလောက်လေ့လံကြည့်ဖို့အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုအခေါ်မူဝါဒတွေ၊ကုန်သွယ်ရေးစစ်ပွဲတွေ၊ငွေကြေးဖောက်ပွားမှုတွေက crypto ကိုဘလို့အကျိုးသိရမှုရှိတယ်လဲဆိုတာ ာသိထားတယ်ဆိုရင်ဈေးကွက်ရဲ့လှုပ်ရှားမှုကိုဒီထက်ပိုပြီးခံမဲ့လာနိုင်မှာဖြစ်ပါတယ်။ကိုကဈေးကြားနေတုန်းမှာ crypto တွေဝယ်စုချင်တယ်ဆိုရင် trading လုပ်တိုင်းမှာ10% discount ရတဲ့ Binance referral code ကို description မှာထည့်သွင်းပေးထားပါမယ်။ဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲ။မိစေတို့အတွက်ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်။နောက်တဲ့ဒီလိုမျိုးဗီဒီယိုတွေအများကြီးလက်အောင်မှာဖြစ်တဲ့ကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာ။ညီကိုတို့အားလုံးဘေးရန်ကင်းကြပါစေ။အားလုံး thank you ပါခင်ဗျာ။